်မင်္ဂလာပါရှင်ခေတ်တက်တယ်လီဗီရှင်ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ် MNDA ကစစ်တပ်ဗန်းနီကိုပါခေါ်ပြီးလာရှုမျိုးမဆုတ်ခွာနေရလို့ဒေသခံတွေပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ MNDA တပ်ဖွဲ့ဝင်တွေကလာရှုမျိုးအရှင်းမြောက်တိုင်းစစ်ဌာနချုပ်ရမခါမှစစ်တပ်ဗန်းနီကိုပါခေါ်ပြီးလာရှုမျိုးမဆုတ်ခွာနေကြောင်းဒေသခံတရင်ရင်းမြစ်တွေကပြောပါရယ်။ကားရီနဲ့ထွက်နေတာဒူးကြတာကစစ်တပ်ဗန်းနီကိုပါခေါ်သွားတာဒါကိုစကားစကားမကြည့်နိုင်ဘူးလို့ကြားတယ်။ဘာဆက်ဖြစ်မလဲမသိသေးဘူးလို့ဒေသခံတအုပ်ကပြောပါရယ်။ MNDA တပ်ဖွဲ့ဝင်တွေကပြီးခဲ့တဲ့မလကစပြီးလာရှုမျိုးမဆုတ်ခွာနေခြင်းဖြစ်ပြီးအခု က်ပိုင်းတွင် အပီးသက်ထွက်ခွာသွားတဲ့အနေအထားတွေ့မြင်ရကြောင်းဒေသခံတွေကပြောပါရယ် MND ရဲ့လာရှုသတင်းထုတ်ပြန်ရေးဖွဲလောင်လောက်ကင်ကိုရောက်သွားပြီလို့လာရှုမြို့ကန်တအုပ်ကပြောပါရယ် MND ကစစ်တုံးပန်းတွေကိုခေါ်ဆောင်သွားပြီးစစ်ကောင်စီကလက်တုံပြန်နိုင်ကြောင်းရှမ်းမြောက်သတင်းအရင်းမြစ်တချို့ကပြောပါရယ်လာရှုမြို့ရှိလာမခတိန်တိုက်ပွဲမှာတိုင်းမှုဘူချုပ်ဆိုတင်စစ်စီရင်ကိုကဲမှုဌာနချုပ်တဲ့ဘုံမှုချုပ်မျိုးမင်းတွင်ရာမခတိုင်းစေဦးစီချုပ်ဘုံမှုချုပ်တန့်ထင်ဆိုတို့အပြင် စစ်တုံမန်အများပြားကို MNDA ကဖန်ဆင်းခဲ့ပါတယ်စစ်တုံမန်အချို့ကိုအတုံးလိုက်ပြန်လွတ်ပေးခဲ့တော့လဲတိုင်းစစ်ဌာနချုပ်အစဉ်အရာရှိတွေကိုပြန်မလွတ်ပေးခဲ့ပါဘူး MNDA ကိုစစ်ကောင်စီနဲ့ဆွေးနွေးဖို့နဲ့လာရှုမျိုးမဆုတ်ခွာပေးဖို့တရုတ်နိုင်ငံကဖိအားပေးခဲ့ခြင်းဖြစ်ပါတယ် MNDA ကမြို့ပေါ်ရက်ကွက်တွေကစုပ်ပြီးတော့လေပပတ်လင်းရှိကျေးရွာတွေမှာဆက်လက်တဆွဲထားတယ်လို့သိရပါတယ်။ဘာမှပြောလို့မရတဲ့အခြေအနေမှာလုံခြုံရေးကိုလည်းသတိပြုနေကြမှာဖြစ်တယ်လို့မြို့ကန်တောင်ကပြောပါတယ်။ထူးခြားဖြစ်စဉ်အနေနဲ့ MNDA တပ်ဖွဲ့ဝင်များဒီကနေ့စုခွာနေစဉ်လာရှိုးမှုစေပါဝင်ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်အချို့မှာစစ်ကောင်စီရဟန်းရင်ပြန်တမ်းမှုတွေရှိခဲ့ပါတယ်။လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီကရော MNDA ကပါတရားဝင်သတင်းထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။ MNDA ကပြီးခဲ့တဲ့ရက်ပိုင်းက2029စစ်စင်ကာ လအတွင်းတိုက်ပွဲတွေကြောင်းပျက်စီးခဲ့တဲ့လာရှုမြို့မှနေအိမ်တွေကိုငွေသားထောက်ပံ့ခြင်းတိုက်ပွဲအတွင်းကြာဆုံးခဲ့တဲ့တပ်ဖွဲ့ဝင်တွေကိုသူရဲကောင်းဘွဲ့နဲ့ဂုံဒူးဆောင်တစိမ့်ချင်းမြင့်ခြင်းများပြုလုပ်ခဲ့ပါတယ်။ ဒါအပြင်အပီလာဆိုင်ရက်ကလည်းလာရှုမျိုးမှာရာဇွေမှုစီရင်ခြင်းခန္ဓာကို MNT ကပြုလုပ်ခဲ့ပါရယ်အဲ့ဒီခန္ဓာမှာရာဇွေမှုကျူးလွန်သူအချို့ကိုတည်တံပေးပြီးပြည်သူများအားဝေဖန်မှုရှိခဲ့တယ်လို့သိရပါရယ်နောက်ထပ်တစ်ပုတ်အနေနဲ့အစိုးရဗန္နာရန်ပုံငွေရဲ့64ရာခိုင်နှုန်းကိုစီရင်ခန္ဓာမှာအသုံးပြုခဲ့တယ်လို့ NUG ထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်လက်နက်ခရမ်းမီကြောင့်ဗန္နာရန်ပုံငွေရရှိရေးလိုအပ်ချက်နဲ့စိန်ခေါ်မှုတွေရှိနေတော့လဲလူမှုဘူပေါင်းပါဝင်မှုမဟာမိတ်တွေရဲ့ဝန်ရံကူညီမှုနဲ့ရင်ဆိုင်ကျော်လွှားနေရတယ်လို့အသိပေးပါရယ်မြို့နယ် 1983ခုမှာပြည်သူ့အုပ်ချုပ်ရေးရန်တရားကောင်းစွာနဲ့ပတ်လည်ရရှိအောင်ထုတ်ပြန်ထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG နေနဲ့ဗန္နာရန်ပုံကွင်ရဲ့64ရာခိုင်နှုန်းကိုစီရင်ကဏ္ဍမှာအသုံးပြုခဲ့ကြောင်း NUG ကအတည်ပြုထုတ်ပြန်ပါတယ်။ NUG ရဲ့၄နှစ်ပြည့်လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကိုဒီကနေ့ထုတ်ပြန်ခဲ့ရာစီရင်ကဏ္ဍနဲ့ပတ်သက်တဲ့ရှင်းလင်းချက်မှာထပ်ပါတိုင်းအတည်ပြုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းတည်ထောင်ခြင်းဒီကနေ့၄နှစ်ပြည့်ခဲ့ပြီးစာမျက်နှာ58မျက်နှာရှိတဲ့ NUG ရဲ့လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာက ကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ရန်ပုံငွေရရှိမှုနဲ့တောင်းဆွဲမှုအခြေအနေအသေးစိတ်ကိုလက်တလုံးဖော်ပြထားခြင်းမရှိသေးပါဘူး။ PTN ရေပေါ်ရင်းနေနေနေပြီးတော့ပါဝင်ပြည်နယ်နဲ့တိုင်းအားလုံးမှာတိုက်ပွဲဝင်လျက်ရှိတဲ့အားလျော်စွာအဆိုပါတောင်းဆွဲကိုတနိုင်ငံလုံးအတိုင်းအတာနဲ့တောင်းဆွဲခဲ့တာဖြစ်ပြီးမဟာမိတ်တော်လိုင်းဖွဲ့ကိုမျှဝေထောက်ပံ့တဲ့ရန်ပုံငွေများလည်းပါဝင်ကြောင်းအသိပေးထားပါတယ်။တော်လိုင်းကာလဖြစ်တဲ့အားလျော်စွာလက်နက်ခရမ်းမီကြောင်းရရှိရေးဗန္နာရန်ပုံငွေရရှိရေးမှာလိုအပ်ချက်တွေနဲ့စိန်ခေါ်မှုတွေရှိတော်လဲတော်လန်လူတို့ရဲ့ပူးပေါင်းပါဝင်ထောက်ပံ့မှုမဟာမိတ်တော်လိုင်းအဖွဲ့အစည်းရဲ့ ဝန်ရံကူညီမှုနဲ့ရင်ဆိုင်ဖြစ်ရှင်ကြော်လွားလျက်ရှိတယ်လို့ထုတ်ပြန်ပါတယ်။လက်ရှိကကျွန်တော်တို့နိုင်ငံမှာ PC နှိမ့်ဆက်နေတဲ့အကြမ်းဖက်ဆေးအာဏာရှင်စနစ်ကိုအမြင့်ပြနိုင်ဖို့တော်လိုင်းလုံကြတဲ့အခါမှာလက်နက်ကင်တော်လိုင်းကိုမလွဲမရှောင်သာပဲရွေးချယ်လုပ်ကိုင်နေရတဲ့အခြေအနေဖြစ်တာပေါ့။အဲဒီတော့လက်နက်ကင်တော်လိုင်းဆိုတဲ့ကိစ္စကလည်းငွေချင်းရအများကြီးအကုန်ကျများတဲ့အခြေအနေဖြစ်တာပေါ့လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါရယ်။ဒါအပြင်တက်တီဆောင်ရင်များလှုပ်ဆောင်နေရပြီးအဲ့ဒီတက်တွေကိုလက်နက်တက်ဆင်ခြင်းတိုင်ပွဲ များအတွက်စေအုံစေများအတုံးပြူရခြင်းများရှိတယ်လို့၎င်းကရှင်းပြပါရယ်။ ဒါမျိုးတွေအတွက်ကုန်ကြစည်တွေကတော့အချိန်နဲ့မြအမြဲတမ်းရှိနေတဲ့အခြေအနေဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်အခြားသောအတုံးစည်တွေ300တလို့စည်ရေးအတွက်300နဲ့အတုံးစည်ကတော့ပို့ပြီးတော့ရှာခိုင်နှုန်းများနေတဲ့သဘောဖြစ်ပါတယ်လို့ဦးနေဖုံလက်ကပြောပါတယ်။ NUG ကဝန်ကြီးဌာန18ခုနဲ့ဖွဲ့စည်းထားပြီးစည်ရေးကဏ္ဍအတွက်အစိုးရဗန္နာရံပုံငွေအတွက်64ရာခိုင်နှုန်းတုံးဆွဲတာကမဖြစ်နိုင်ကြောင်းနဲ့ဗန္နာရံပုံငွေကိုဘယ်လိုတွက်ချက်တာကိုမေးခွန်းထုတ်ရမှာဖြစ်ကြောင်းဗန္နာ၏ဆိုင်ရာကြွမ်းကျင်သူတအုပ်ကမှတ်ချက်ပြုပါတယ်။ စင်ရေးအုံစင်က94ရာခိုင်နှုန်းဆိုတာမဖြစ်နိုင်ဘူးဒိတ်ပဲမရှိဘူး NUG ရဲ့လူကဲပြန်ဝင်ကြီးဌာနရဲ့အုံစင်ကျမ်းမာရေးဝင်ကြီးဌာနရဲ့အုံစင်တွေကိုနဲမမနေတာသူတို့ဘယ်လိုတွက်ချက်တလဲပေါ့နိုင်ငံတကာကနေရရှိစည်းဝင်နေငွေကြီးတွေကရောဘန်နာရှမ်ပုံငွေတွေထည့်သွင်းသလားမသွင်းဘူးလားနောက်တစ်ခုကအမှန်တကယ်သာဒီတိုင်း94ရာခိုင်နှုန်းတုံးနေဆိုရင်စင်ရေးကအခုထပ်ပို့ပြီး၈ရောက်တင်တယ်လို့အထက်ပါဘန်နာကြီးဆိုင်ရာကျွမ်းကျင်သူကပြောပါတယ်စင်ရေးနီလန်အရာဆောင်ရွက်ချက်များကိုဖော်ပြခင်ရပြည်သူခုခံစစ်ဆင်နွှဲနိုင်ဖို့၎င်း Federal Democracy နိုင်ငံ ငံစနစ်နဲ့လင်းယုံကြီးတဲ့ Federal ပြည်ထောင်စုတပ်မတော်ရင်ရှိပြီးအမြူတင်းဖြစ်၎င်းအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ပြည်သူ့ကာကွယ်တပ်မတော် PDN နဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့ PDO ပါကဖရီကို2021မေလ9ရက်မှာတနင်္ဂနွေလအတိုင်းတာနဲ့ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။အခုမှပြည်သူ့ကာကွယ်တပ်မတော်တန်ရင်316ရင်းပါဝင် drone တပ်ဖွဲ့စည်းတပ်ဖွဲ့ထောက်ပို့တပ်ဖွဲ့နဲ့လုံခြုံရေးတပ်ဖွဲ့စုစုပေါင်း356ဖွဲ့ကိုဖွဲ့စည်းထူထောင်ပြီးဖြစ်တယ်လို့ဖော်ပြပါတယ်။ ပြည်သူ့ကာကွယ်ရေးဖွဲ့ပါကဖာအနေနဲ့935မြို့နယ်မှာအတီးပြုတ်ဖွဲ့စည်းပြီးဖြစ်က17မြို့နယ်မှာတိုးချဲ့ဖွဲ့စည်းလျက်ရှိတယ်လို့အတည်ပြုပါရယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်တိုင်းအလိုက်မဟာမိတ်တိုင်းသားတော်လှန်ရေးဖွဲ့စည်းများနဲ့ပူးပေါင်းပြီးစစ်တေသများဖွဲ့စည်းခြင်းကိုကဲမှုအစဉ်စဉ်တည်ဆောက်ပြီးတိုက်ပွဲဝင်ခြင်းဖြင့်ပြည်သူ့တော်လှန်ရေးကိုဆင်နွှဲလျက်ရှိကြောင်းထုတ်ပြန်ထားပါရယ်2024ခုနှစ်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့အရေးကြီးတဲ့ဖြစ်ပေါ်တိုးတက်မှုမှာပျောက်ကြားစေလှုပ်ရှားစေအစင်မှသည်ဒူးရင်ရဖြစ်မှာဖြူဟာထိုးစစ်စင်လျက်မြို့သိမ်းစကန်သိမ်းတိုက်ပွဲများအစဉ် င်ထိဆင်နွှဲလာနိုင်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။စည်ရည်နီလန်အရဆောင်ရွက်ရမှာကာကွယ်ဝင်ကြီးဌာနအနေနဲ့မဟာပြူဝါရှီမန်ချက်ရှိရက်ကိုချာမတ်ကောင်ထဲပေါ်ဆောင်ရွက်လျက်ရှိတယ်လို့လည်းအသိပေးပါတယ်။၎င်းတို့မှာကာကွယ်ဝင်ကြီးဌာနရဲ့ဦးဆောင်မှုနဲ့ PDF ပါကပါရီကိုစစ်ဘက်ဆိုင်ရာကျင်းဝတ်များစွမ်းရည်အားကောင်းတဲ့တက်မတော်ဖြစ်လောင်းတိစားဖို့ရန်သူစင်ရနေရကိုရုပ်ပိုင်းစိတ်ပိုင်းချီနဲ့အားနေစီရင်အဆက်မပြတ်ဆောင်ရွက်ဖို့စိုးမိုးထိန်ချုပ်တဲ့မြေတွေကိုဆက်လက်ကာကွယ်ထိန်သိမ်းဖို့ပြည်သူလူထုကိုစစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေမှာကာကွယ်ဆောင်ရှောက်ဖို့နဲ့စိုးမ မိုးထိန်ချုပ်နယ်မြေများတိုးချဲ့ဖို့ဖော်ဆောင်နေရလို့ဖော်ပြပါတယ်။ဒါအပြင်ပြည်သူအုပ်ချုပ်ရေးပုံမိုးအားကောင်းစေဖို့အတွက်စစ်ဘက်မှပေါင်းစပ်ညီနိုင်အားဖြင့်ဆောင်ရွက်ဖို့ပြည်သူလူထုရဲ့ထောက်ခံပါဝင်မှုကိုဆက်လက်ထိန်းသိမ်းဖို့မဟာမိတ်များနဲ့စည်ရေးနိုင်ငံညီနိုင်ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ဖို့စစ်ဘက်ဆိုင်ရာနိုင်ငံတကာဆက်ဆံရေးကိုတိုးချဲ့ရန်စည်ရေးနီလန်းနဲ့နိုင်ငံနီလန်းများဟန်ချက်ညီဆောင်ရွက်ဖို့အချက်များလည်းအကောင့်ထည့်ဖော်နေရလို့အတည်ပြုပါတယ်။ အုပ်ချုပ်ရေးကဏ္ဍအသိပေးချက်မှာနေမြေစိုးမှုထိန်းချုပ်မှုအရာစစ်ကောင်စီအုပ်ချုပ်မှုကိုဖျက်သိမ်းပြီးပြည်သူအုပ်ချုပ်ရေးထူထောင်နိုင်ဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရမှဂျားကာလာဒီတန်တရာပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီကိုပြည်ထောင်စုဝန်ကြီးချုပ်ရဲ့ဦးဆောင်မှုနဲ့ဖွဲ့စည်းထားရှိပြီးအခုချိန်မှာတိုင်းခုနှစ်ခုခရိုင်ဆယ်ခုမြို့နယ်183ခုမှာပြည်သူအုပ်ချုပ်ရေးရန်တရားကောင်းစွာဖွဲ့စည်းလဲပန်းလျက်ရှိကြောင်းသိပေးပါရယ်အဆိုပါမြို့နယ်များမှာအုပ်ချုပ်ရေးနဲ့ဆက်ဆက်ပြီးလုံခြုံရေးတရားဝင်စိုးမိုးရေးပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေကိုအားစိုက်ဆောင်ရွက်လျက်ရှိကြောင်းထုတ်ပြန် ပါတယ်။လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဆောင်ရွက်နိုင်ဖို့အတွက်ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေနဲ့ပြည်သူ့ရဲတပ်ဖွဲ့ကိုမြို့နယ်ကိုမြို့နယ်နဲ့ပြည်သူ့လုံခြုံရေးဖွဲ့တွေကိုမြို့နယ်၄၈ခုမှာဖွဲ့စည်းထူထောင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။၂၀၂၄ခုနှစ်မှာမြေပြင်ပြည်သူ့အုပ်ချုပ်ရေးတနန်းကြားကိုတနန်းသားဥယေတင်ရနဲ့ဖွင့်လှစ်ခဲ့ပြီးပြည်သူ့အုပ်ချုပ်ရေးနီးပြဆရာဖြစ်တနန်းကိုလည်းဖွင့်လှစ်ခဲ့က25ဦးမွေးထုတ်နိုင်ခဲ့ကြောင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကျွမ်းကျင်နိုင်စေဖို့အတွက်မြေပြင်တနန်းပတ်စင်တောင်ကူကိုဖွင့်လှစ်ပေးခဲ့ ဲ့ပြီးတနန်းသား196ကိုတနန်းပို့ချပေးခဲ့ကြောင်းထုတ်ပြန်ပါတယ်2024ခုနှစ်အတွင်းပါအဖာ3ကိုတာဝန်မှရပ်ဆိုင်ခြင်းမြို့နယ်နှမျိုးနယ်များပါအဖာကိုနှုတ်ဖြင့်တည်ပြီးခြင်းပါအဖာတာဝန်ခံတအုပ်ကိုတရားရင်နီလန်ရအမှုပွင့်လဲဆောင်ရွက်နေခြင်းများဆောင်ရွက်လျက်ရှိကြောင်းထုတ်ပြန်ပါတယ်ဒါအပြင်ပါလဖနာဦးကိုတာဝန်မှရပ်ဆိုင်ခြင်းပါလဖ3ကိုမှတ်တမ်းဝင်တည်ပြီးလက်မှတ်ရေးထိုးခြင်းပါလဖ9ဦးကိုတရားရင်နီလန်ရအမှုပွင့်လဲဆောင်ရွက်ခြင်းများနဲ့ပါလဖတာဝန်ခံတအုပ်ကိုစုံခုံဖွဲ့စည်းလျက်ရှိရလို့အတည်ပြုပါတယ် ပြည်သူ့ရဲတပ်ဖွဲ့ဝင်နှောင်းကိုမှတ်တမ်းဝင်တတိပီးလက်မှတ်ရေးထိုးခြင်းများလဲဆောင်ရွက်ခဲ့ကြောင်းအသိပေးထားပါသည်။အုပ်ချုပ်ရေးလုပ်ငန်းများပုံမှန်ကောင်းမွန်အောင်ဆောင်ရွက်နိုင်ဖို့အကောင့်ထဲပေါ်လျက်ရှိကြောင်းလဲထုတ်ပြန်ခဲ့ပါသည်။